မင်္ဂလာပါခင်ဗျာဒီခါတော့မကြခင်သူနောက်ထုံးမဲ့ပွဲသတင်းထွက်လာတော့မယ်ဆိုပြီးဒီပေးလိုက်တဲ့တန့်စင်ရဲ့အကြောင်းအရာနဲ့အရင်ဆုံးစတင်ခြင်းပါတယ်ပြည်သက်များခင်ဗျာတန့်စင်ဟာသူ့ရဲ့မျက်လုံးကိစ္စပေါ်လာလို့ပြီးခဲ့တဲ့ပွဲကိုဖျက်သိမ်းလိုက်ရတဲ့အကြောင်းပြည်သက်တွေအားလုံးသိခဲ့ပြီးပါပြီပြီးခဲ့တဲ့ရက်ပိုင်းတွင်းကတော့သူတို့ညီကိုနှစ်ယောက်ဟာဘန်ကောက်ကိုရောက်ရှိလာခဲ့ပြီးမျက်လုံးအခြေအနေကိုစစ်ဆေးခဲ့ပါတယ် ထွက်လာတဲ့ရလကကောင်းမွန်တဲ့ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေကိုသူ့ရဲ့ page ကနေတဆင့်အသိပေးခဲ့ပြီးပါပြီ။ဒီကနေ့မှတော့သူ့နောက်ပွဲထိုးမဲ့သတင်းကမကြာခင်ထွက်ပေါ်လာတော့မယ်ဆိုပြီးပြည်သက်တွေကို ခြားပြလိုက်ပါပြီ။ဒါကြောင့်မို့လို့တန်းစင်ရဲ့ပွဲကိုစောင့်မျှော်နေကြတဲ့ပြည်သက်တွေအနေနဲ့မကြာခင်လာတော့မယ်ဆိုပြီးပြောလို့ရနေပြီဖြစ်ပါတယ်။ဒါဆိုရင်တန့်စင်ရဲ့နောက်ပွဲကဘယ်ချိန်လောက်မှ ဖြစ်နိုင်ရည်ရှိလဲဆိုတာသုံးသက်ကြည့်ရအောင်ပါ။ 1ချန်ပီယံရှစ်ဟာလက်ရှိစွန်းလအတွင်းမှာနောက်ထပ်ပြိုင်ပွဲနှစ်ခုဆက်လက်ကျင်းပသွားအောင်မှာဖြစ်ပါတယ်။လာမယ့်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ့်135 130ပြိုင်ပွဲလာမယ့်ဇွန်လ28ရက်နေ့မှာခန်းကန်နာနာနဲ့တန်ဘိုကပ်ပြိုင်ပွဲပုံစံမျိုးကျင်းပမယ့်135 140ပြိုင်ပွဲတွေရှိနေပြန်ပါတယ်ဒီတစ်ပတ်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ့်ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေလုံးဝပါဝင်ထားခြင်းမရှိပါဘူး ။ဒါဆိုရင်နောက်တစ်ပတ်တောက်ကြနေ့ညပိုင်းမှာကျင်းပမဲ့135 140ပြိုင်ပွဲမှာရောမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေပါဝင်လာနိုင်ခြင်းရှိလားဆိုတာစဉ်းစားကြည့်ရအောင်မ။ promotion ဘက်ကတော့ဒီပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်အများစုကိုတရားဝင်ချပြထားပြီးပါပြီ။အလွန်ဆုံးကျန်လာမှာတပွဲနှစ်ပွဲပဲရှိလောက်တော့မယ်ထင်ပါတယ်။ကျွန်တော်တို့ရဲ့အမြင်ပြောရရင်တော့အဲ့ဒီပြိုင်ပွဲမှာလဲမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေပါဝင်လာပွဲမရှိပါဘူး။ ။ဒါကြောင့်မို့လို့တန့်စင်ရဲ့ပွဲကဇူလိုင်လအတွင်းလောက်မှဖြစ်နိုင်ပွဲရှိတယ်လို့ပြောကြည်ခြင်းပါတယ်။ဆလဘီလက်ရှိဝမ်ချန်ပီယံရှစ်အတိုင်းဝိုင်းမှာထွက်ပေါ်နေတဲ့ကောလာဟာလာသတင်းတချို့ကိုပြောပြခြင်းပါတယ်။အဲ့ဒီသတင်းကမြန်မာပြည်သက်တွေနဲ့စိတ်ဝင်စားတဲ့သတင်းမျိုးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချမြန်ရှစ်ဟာဂျပန်ကနာမည်ကြီးဖိုက်တာတစ်ယောက်ဖြစ်တဲ့တန်ရှင်ကိုခေါ်ယူဖို့အတွက်စူးစမ်းနေတဲ့ဆိုတဲ့သတင်းမျိုးတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အရီဖိုက်တာရဲ့တွဲဆိုင်ကဂျပန်ကိုသွားပြီးကျင်းပမဲ့1173ပြိုင်ပွဲမှာတောင်ပါဝင်လာနိုင်ခြင်းရှိတဲ့ဆိုတဲ့ပုံစံမျိုးတွေပြောဆိုနေတာပါ။လို့တော့သတင်းတွေကတိတိကျကျပုံစံမျိုးတော့မဟုတ်ပါဘူး။နာလေမီတလောက်ပြောရရင်ဝမ်ချင်မြင်ရှိကတန်ရှင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့တဲ့ရင်ကအတော်ကြီးကိုကြာခဲ့ပါပြီ ဒီ promotion ကအမေရိကဆေးကွက်နဲ့ပတ်သက်လို့ခြေလှမ်းတွေနောက်ဆုတ်ခဲ့ပြီးနောက်ပိုင်းအာရှနဲ့ဂျပန်ဆေးကွက်ကိုအာယုံဆိုင်လာမယ်ဆိုတဲ့ပြောမျိုးတွေထွက်ပေါ်လာတဲ့အချိန်မျိုးမှာတန်ရှင်ရဲ့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ဒီချိန်ထဲမှာတန်ရှင်ကဘလို့ဖိုက်တာမျိုးလဲဆိုတဲ့အကြောင်းအရာလေးကိုအ ਨੇ ချင်းပြောပြချင်ပါတယ်။ကျွန်တော်မြန်မာပြည်သက်အများစုကတော့တန်ရှင်ရဲ့အကြောင်းကိုသိထားကြပြီးပါပြီ။ဘလောက်ထိကျန်းတဲ့ဖိုက်တာမျိုးလဲဆိုတာကိုပါသဘောပေါက်ကြပါတယ်။ တန်ရှင်ဟာလက်ရှိဝမ်းချမ်ပီယံရှစ်ကစူပါစတာဖိုက်တာ၂ယောက်ဖြစ်တဲ့ရော်ထန်တာကီရူရိုနဲ့ထိတ်တိုက်တွေ့ဆုံခဲ့မှုပါတဲ့အဲ့ထိတ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေမှာလည်းတန်ရှင်ကပဲအနိုင်ယူပြခဲ့တာပါထင်ရှားဆုံးဥပမာကတော့သူကဘောက်ဆင်လောကရဲ့ထင်ကရဖိုက်တာကြီးဖြစ်တဲ့ Flight မွေဝဲသားနဲ့တရုတ်ပြပွဲထိုးခဲ့တဲ့ဖိုက်တာလေးဖြစ်ပါတယ်။သူဟာ Kickboxing Fighter ဘွားမှာရှုံ့ဝဲလုံးဝမရှိသေးပါဘူး။ စုစုပေါင်း42ပွဲထိုးပွဲစဉ်အားလုံးကိုအနိုင်ရပြီး28ပွဲအထိ KO နိုင်ပွဲရယူထားသူဖြစ်ပါတယ်တချိန်ထဲမှာသူကဘောက်ဆင်လိုင်းဘက်ကိုပါကူပြောင်းပြီးဘောက်ဆင်ပွဲတွေကိုပါထိုးသက်နေတာပါသူရဲ့ဘောက်ဆင်ပရော်ဖက်ရှင်နယ်ဖိုက်တာဘွားဆန်းဆောင်ကြီးမှတ်တမ်းက9ပွဲထိုး9ပွဲနိုင်ရလက်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်ဒါကြောင့်မို့လို့ဝမ်ချမ်ပီယံရှစ်ကဒီဖိုက်တာကိုအပြီးပိုင်ခေါ်ယူတော့မှလားဆိုတာစောင့်ကြည့်ဖို့တော့ကောင်းနေပါပြီ ဝမ်ချမ်ပီယံရှစ်ဟာဂျပန်ကနာမည်ကြီးဖိုက်တာအများစုကိုရအောင်ခေါ်ယူထားနိုင်တဲ့အစဉ်အလာမျိုးတွေရှိပါတယ်။ဒါကြောင့်မို့လို့တန်ရှင်ကိုသူတို့ကရအောင်ခေါ်မယ်ဆိုရင်လည်းခေါ်ယူနိုင်တဲ့အနေအထားမျိုးလို့တော့ဆိုကြည့်ကြပါတယ်။ထိုင်းကမီဒီယာသမားတချို့ကတော့173ပြည်ပွဲမှာရော့ထန်နဲ့မကြေပွဲဖြစ်မလား၊တကင်းနဲ့မကြေပွဲဖြစ်မလားဆိုတဲ့ပုံစံမျိုးတွေနဲ့ဖွားနေကြပါတယ်။ဘလို့ခင်ချင်းမျိုးရှိလာမလဲဆိုတာဆက်ပြီးစောင့်ကြည့်ကြတာပေါ့ခင်ဗျာ။ နောက်ထပ်ပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်မြန်မာပြည်သက်ဝန်ရံမှုအားကောင်းတဲ့ Meme Chop Fighter Hero Star ရဲ့အကြောင်းဖြစ်ပါတယ်။ Hero Star ဟာပွဲစဉ်တွေနဲ့ဝေးကွာနေတာအချိန်တိုင်းတာတစ်ခုထိတောင်းရောက်ရှိလာပါပြီ။ဒီကနေ့မှာတော့သူမနောက်ထုံးမဲ့ပွဲသတင်းကမကြခင်ထွက်ပေါ်လာတော့မယ်ဆိုပြီးပြည်သက်တွေကိုအသိပေးလိုက်ပါပြီ။ဒါကြောင့်မလို့ဟီဝါတာပွဲကိုစောင့်မျှော်နေကြတဲ့ပြည်သက်တွေအနေနဲ့နောက်ထုံးမဲ့ပွဲသတင်းကိုနားဆွန့်ထားလို့ရပြီလို့ကြိုတင်သတင်းကောင်းပါထားပြရစေခင်ဗျာ။ What's up, everybody? UFC President Dana White here to talk to you about one of the most badass fight nights of the year happening live and free on ABC The Network, July 26th from Eddie Had Arena in Abu Dhabi. မင်းညာကတော့အောက်ခရဒေနာဝိုက်ကသူ့ရဲ့ Instagram ကနေတစ်ဆင့် live လွှင့်ပြီးအဘူဒါဘီမှာကျင်းပမဲ့ပြိုင်ပွဲအတွက် main card ခေါင်းဆောင်မှာပါဝင်လာမဲ့တွဲဆိုင်တွေကိုတခါတည်းခြားပြသွားပါတယ်။ ဒီတစ်ခါအဘူဒါဘီမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာအထက်ကောင်းပွဲအဖြစ် Robert Whittaker နဲ့ Rainier Diverta တို့ကထိုသက်ကြာမှာပါဥက္ကရာကြီးကတရားဝင်ချပြလိုက်တဲ့အနေအထားမှာကျွန်တော်သတိထားမိတဲ့အကြောင်းအရာတချို့ကိုလည်းပြောပြချင်ပါတယ်။ဒါက UFC နဲ့ One Championship အကြားအပြန်လိုက်အပြန်ချတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။ ရိုင်းနီယာဒေရတာကဘိုနဂက်ကိုအနိုင်ယူပြလိုက်တဲ့အချိန်နှုန်းကဝမ်ချမ်ပီယံရှစ်ဟာမာလီကင်နဲ့ရိုင်းနီယာတို့ထိုးသက်ခဲ့တဲ့ပို့စ်တွေကိုဒပြိုင်နဲ့တင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြည်သက်တွေကို ပြောပြခဲ့ပြီးပါပြီ။လက်ရှိမှာလည်းဒီပရိုမိုးရှင်းတစ်ခုအကြအပြိုင်မှုကလုံးဝအာရော့သွားတာမျိုးမရှိပါဘူး။ ဥက္ကရာဒေနာဝိုက်ဟာရိုင်းနီယာတီရီတာအကြောင်းထုတ်ပြောသွားတဲ့အနေအထားမှာဒီဖိုက်တာကမစ်ဒဝိန်းနဲ့လိုက်ဟက်ဗီဝိတ်ချန်ပီယံဖြစ်တဲ့ဆိုတဲ့အကြောင်းအရာကိုပဲထည့်သွင်းပြောခဲ့ပြီးဘယ်ပရိုမိုးရှင်းမှာချန်ပီယံဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာတွေကိုတော့ချန်လက်ထားခဲ့ပါတယ်။တနည်းအားဖြင့်သူ့ရဲ့ပါဇက်က1ချန်ပီယံရှစ်1 1FC ဆိုတဲ့စကလုံးတွေကိုလုံးဝထုတ်သုံးတာမျိုးမရှိပါဘူး။ UFC ဟာ1ချန်ပီယံရှစ်နဲ့ပတ်သက်လာရင်သူတို့ရဲ့အသုံးနှုန်းတွေကိုအဲ့လောက်ထိယူဆိုင်လေရှိပါတယ်။ ဒီဘက်ဝမ်ချမ်ပီယံရှစ်ကလည်းအခွင့်သာတဲ့ဆိုရင် UFC ကိုထိုးနှက်တဲ့စကလုံးတွေကိုမသိမသာလေးထုတ်သုံးလေးရှိပါတယ်။ဒါကကမ္ဘာကျော်ပရိုမိုရှင်းနှစ်ခုအကြအပြိုင်မှုကိုပြင်းထန်တဲ့သတိထားကြည့်လို့ရအောင်ကျွန်တော်ကဆွဲထုတ်ပြတာပါ။ဒီပြိုင်ပွဲရဲ့ကိုမိန်ပွဲစဉ်အဖြစ်တော့မော့ဆာအီဘလိုယက်ဖ်နဲ့ RMB ကိုတို့ကထိုးသက်ကြမှာဖြစ်ပါတယ်။ဒီနေရာမှာပေတာဝိတ်တန်အခင်းချင်းလေးကိုနည်းနည်းလေးပြောကြည့်ရအောင်မှာ။ ပြည်သက်အများစုကမော့ဆာအီဘလိုယက်အနေနဲ့ချန်ပီယံဘက်စိန်ခေါ်ခွင့်ရဖို့ထိုက်တန်ပြီးဆိုပြီးပြောဆိုခဲ့ကြပါတယ်လက်ရှိအနေထားမှာတော့သူ့အနေနဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်မရဘဲညနေသစ်ဖိုက်တာ RMB ကိုနဲ့ပွဲဖြစ်သွားပါတယ်။ RMB ကိုဟာ BFF ကနေ UFC ကိုပြောင်းရွှေ့လာတဲ့ဖိုက်တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ BFF ကနေပြောင်းရွှေ့လာတဲ့ညနေသစ်ဖိုက်တာအများစုကကလကာဖွင့်ရလက်တွေ ကောင်းမွန်တာမဟုတ်ပါဘူး။ ဘက်ထရီစီယိုပြဘူးတုန်းကလည်းရာရာရိုဒီဂိုနဲ့ကလကဖွင့်ပွဲထိုးခဲ့ရလို့ရလက်ကမကောင်းခဲ့ပါဘူး။ဟိုတစ်ဘက်ကပက်ရှမီမစ်ဆိုရင်လည်းမာရီယိုပေါ်တစ်စတာနဲ့အတွေ့မှာဒိုင်အဆုံဖြတ်နဲ့ရှုံးပေးထားရပြန်ပါလေ။ခု RNB ကိုကလည်းမိုဆာအီဘလိုရဲ့နဲ့ထပ်ပြီးတွေ့ပြန်ပါပြီ။ BFA ကပြောင်းရွှေ့လာတဲ့ fighter တွေဟာကလကဖွင့်ပွဲချင်းရလက်မကောင်းတဲ့အစင်လာဇိုးတွေကိုဒီတစ်ခါမှ RNB ကိုကချိုးဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရတော့မှဖြစ်ပါတယ်။ နောက်ထပ်မင်းကကောင်းစက်အောင်မှထဲသွင်းထားတဲ့တွဲဆိုင်တစ်ခုကတော့ပျော်တော်ရန်နဲ့မက်ဂီတို့တွဲဆိုင်ဖြစ်ပါတယ်။ဒီတွဲဆိုင်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့အမြင်တွေကိုပြည်သက်တွေစီချပြထားပြီးပါပြီ။ပျော်တော်ရန်ကဗနဝိတန်ရန်ကီတက်မချက်နံပါတ်3နေရာမှာရှိတဲ့ဖိုက်တာဖြစ်ပါတယ်။မက်ဂီကတော့အဆက်73မှာရက်တီနေတဲ့ဖိုက်တာပါ။ဒီလောက်ထိ rank ကြီးကွာတဲ့ fighter နှစ်ယောက်ကိုဘယ်လိုပုံစံမျိုးနဲ့ပွဲတဲပေးလိုက်တာလဲဆိုတာကျွန်တော်ကရှေ့ကဗီဒီယိုတွေမှာတော့ငါအကျယ်တဝင်းပြည့်သက်တွေကိုရှင်းပြခဲ့ပြီးပါပြီ။ ပျော်တယန်းဟာဗနဝိတန်းချန်ပီယံကပ်စင်ခေါ်ခွင့်ရဖို့မှန်းနေတဲ့ဖိုက်တာဖြစ်ပေမဲ့လက်ရှိအနေအထားမှာသူ့အနေနဲ့ထိတ်တန့်ပြိုင်မဲ့ဖိုက်တာတယောက်နဲ့ပွဲဖြစ်ဖို့ကအခက်အခဲမျိုးစုံရှိနေပါတယ်။တချို့ဖိုက်တာတွေကပွဲတွေဖြစ်ထားနိုင်မိပါပြီ။တချို့သောထိတ်တန့်ဖိုက်တာတွေကြပြန်တော့လဲဒဏ်ရာပြဿနာကြောင့်အနာယူနေရတာဖြစ်ပါတယ်။အဲ့လိုခင်ချင်းမှာပျော်တော်ရန်ကပွဲဝေးသွားတာမျိုးလည်းမရှိကြပါဘူး။ဒါကြောင့်မလို့ promotion ဘက်ကို PR ပေးရင်းနဲ့ MacKey နဲ့ဒီပွဲဖြစ်လာတာဖြစ်ပါတယ်။ ျွန်တော်တို့ပြည်သက်တွေစိတ်ဝင်စားနိုင်ရရှိတဲ့မိတ်ကကောင်းစရာအောက်ကနောက်ထပ်တွဲဆိုင်တစ်ခုအကြောင်းကိုပြောရမယ်ဆိုရင်တော့ဆာရာပူလက်နဲ့အောင်လိုက်အဆန်းရဲ့ဘော်ရာကြီးမတ်အန်ရီပါရီယိုတို့ထိတ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်ရှာရာဘူးလက်ဟာ MPP နဲ့တွေ့မှာတော့သူ့ရဲ့ဘဲဥကိုအခွဲခံထားရသူပါ။တိုးတော်လဲ strike ပညာရဲ့ပိုင်းမှာတော့အတော်ကြီးကိုအဆင့်မြင့်နေဆိုတာပြည်သက်တွေအကုန်လုံးကလက်ခံထားပြီးပါပြီ။ Mark Henry Barrio ဟာကနေဒါမှာကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲတုန်းကဘရာဇီးပြိုင်ဘက်ကိုအချိန်တိုအတွင်းပွဲသိမ်းပြခဲ့သူပါ။အဲဒီစွမ်းဆောင်ရေးကြောင့် promotion ဘက်ကသူ့ကိုစာချုပ်သစ်ထပ်မံကန်လန်ခဲ့ပါတယ်။ဒီပွဲကတော့အဲဒီစာချုပ်သစ်မှာလက်မှတ်ထိုးပြီးနောက်ပိုင်းပထမဆုံးအကြိမ် UFC ကောင်းဆက်အောက်မှပြန်လဲထိုးသက်ခြင်းဖြစ်ပါတယ်။ပြည်သက်များခင်ဗျာဒီတွဲဆိုင်တွေကိုလာမယ့်ဇူလိုင်လ28ရက်နေ့ကနေမနက်ပိုင်းမှာအဘူဒါဘီမှာကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့အဘူဒါဘီမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်ပေမဲ့အမေရိကစံတော်ချိန်နဲ့ကျင်းပမယ်လို့ဆိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့အချိန်မြောင်းလေးဖြစ်ပြီးဒီပွဲစဉ်တွေကိုကြည့်ရှုရပွဲရှိတယ်လို့အကျိုးသတင်းစကားပါထားပြရစေခင်ဗျာ။